မင်္ဂလာညချမ်းပါရှင်စက်တဘာလ25ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပြီးတိုင်းရထုံးနဲ့တင်ဆက်ပေးပါမယ်ဒီနေ့ညပိုင်းသတင်းတွေမှာတော့ရေကောက်ပွဲပြပြစေဖို့ဟောပြောတာနဲ့နှုံဆော်တာတွေနဲ့ KNU အဖွဲ့နဲ့ချင်းလန်းအဖွဲ့တာဝန်ရှိသူတွေ Telegram Channel တချို့နဲ့လူပုဂ္ဂိုလ်တချို့ကိုအမှုဖွင့်ခဲ့တဲ့တဲ့တောင်ကလာပါမြို့နယ်မှာအမျိုးသမီးတဦးကိုဘေးရန်မောင်းသူတဦးကခြုံထက်တဲ့အရာနဲ့ထိုးပြီးထွက်ပြေးမှုဖြစ်ပွားခဲ့တဲ့တဲ့တင်ငန်းကျုံမြို့နယ်မှာ ငွေကျပ်သိန်း2900ခန့်တန်မိုးရှိတဲ့စိတ်ကြွယူသူဆေးပြားတွေဖမ်းဆီးရမိခဲ့တဲ့တဲ့။ယူကရိန်းဟာ၎င်းရဲ့ပိုင်နက်နယ်မြေအလုံးကိုရုရှားထံကနေပြန်ယူနိုင်တယ်လို့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသဘောထားပြောင်းလဲလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့တဲ့တဲ့နဲ့2030ကမ္ဘာဖလားပြိုင်ပွဲကိုအသင်း64သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ဖို့ FIFA နဲ့တောင်အမေရိကတောင်ဝင်ရှိသူတွေဆွေးနွေးခဲ့တဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ဦးစောသတင်းတပုတ်အနေနဲ့ရွေးကောက်ပွဲပြပြစေဖို့ခေါ်ပြောတာနဲ့လှုံ့ဆော်မှုတွေနဲ့ KNU အဖွဲ့နဲ့ချင်းလန်းအဖွဲ့တာဝန်ရှိသူတွေ Telegram Channel တချို့နဲ့လူပုဂ္ဂိုလ်တချို့ကိုရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါရွေးကောက်ပွဲပြပြစေဖို့ခေါ်ပြောတာလှုံ့ဆော်မှုတွေနဲ့ KNU အဖွဲ့နဲ့ချင်းလန်းအဖွဲ့တာဝန်ရှိသူတွေ Telegram Channel တချို့နဲ့လူပုဂ္ဂိုလ်တချို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်လှစ်ထားတယ်လို့ပြည်ထောင်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြပြားစေဖို့ဩဂုတ်၁၂ရက်မှာ ကရင် National Union Facebook page မှာဟောပြောတာပြောဆိုတာတွေနဲ့လှုံ့ဆော်ခဲ့မှုနဲ့ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပတိုစောကွယ်ထွေးဝင်းကိုဩဂုတ်29ရက်မှာလှိုင်းပွဲမြို့မရဲစခန်းမှာပ73မြင်းဆောင်2025နဲ့၎င်းရွေးကောက်ပွဲပြပြစီဖို့ဩဂုတ်30ရက်မှာဟောပြောတာပြောဆိုတာတွေပြုလုပ်ခဲ့တဲ့ KNU အဖွဲ့ကပတိုစောကွယ်ထူဝင်ပတိုစောဆဲကေပတိုဒါတို့မူပတိုစောသောတီပွဲပတိုစောလာထုံစောကြော်နေစောတာမလာတော့ ပဒိုစောလော်အေမုံပဒိုစောအေကလူစီပဒိုနော်ဒါတာနဲ့ပဒိုစောတော်နီတို့စက်တဲအိုကိုစက်တတမတရက်မှာလိုင်းပွဲမျိုးမရေစက်ခန်းမှာ၎င်းဩဂုတ်26ရက်မှာဟောပြောလုံးဆောင်ခဲ့တဲ့ KNU ကစောစာပလဲဒီဝမ်ကိုစက်တမ6ရက်မှာလိုင်းပွဲမျိုးနဲ့ပိုင်ကြုံနယ်မြေရေစက်ခန်းမှာ၎င်းအမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ အဲ့လိုပဲချင်းပြည်နယ်ထန်တလဲမြို့နယ်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြပြားစေဖို့ဩဂုတ်31ရက်မှာဟောပြောတာပြောဆိုတာတွေပြုလုပ်ခဲ့တဲ့တရားမဝင်ဖွဲ့စည်းထားတဲ့ချင်းလန်းအဖွဲ့ကဥပါထံဒေါက်တာရွှေခေါင်းဦးထောင်ဇလျံဥရိုပင်ဦးစံအောင်တို့အပေါင်းဝင်18ဦးကိုလည်းစက်တမ4ရက်မှာဟာခမြို့မှာရင်စခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျ။ ထပြင်လူမှုကွန်ရက်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြပြစေဖို့စက်တမလေးရက်မှာလုံခြုံရေးသားဖြန့်ဝေခဲ့တဲ့ Line Info Telegram Channel ကတာဝန်ရှိသူကိုပြည်တော်စုနယ်မြေနေပြည်တော်စုဘူသတိမြို့နယ်အမှတ်၁ရဲစခန်းမှာ၎င်းစက်တမ9ရက်မှာရဲဖုံး Facebook အကောင့်ပိုင်ရှင်ဖြစ်သူရုံတိုင်းဒေသကြီးဒေါ်ဘုံမြို့နယ်ပသိမ်မြေရက်ကွက်နေရဲဖုံးခေါ်ကျော်မင်းကိုဒေါ်ဘုံမြို့မှာရဲစခန်းမှာ၎င်းစက်တမ9ရက်မှာဥဆက်တဲဘတ် Facebook အကောင့်ပိုင်ရှင်ကိုကြောက်ဖြူမျိုးမရဲစခန်းမှာ၎င်းအမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။ဒါပြင်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြပြစေဖို့စက်တမ23ရက်မှာလှုံ့ဆော်ခြင်းပြုလုပ်သူကရားပြည်နယ်လိုက်ကောမြို့နယ်ဒေါ်နိုကူရက်ွက်နေပိုင်ပိုင်ဆိုးခေါ်မျိုးမင်းခန့်ခေါ်ပိုင်ဆိုးဟန်ထုံးအောင်ခေါ်ရဲမင်းကိုကိုခေါ်ဟန်ကြီးအောင်နိုင်လင်းဖြိုးပိုင်စီအောင်နဲ့ထုံးနေဦးလိုက်တို့ကိုစက်တမ24ရက်မှာလိုက်ကောမြို့မှာရဲစခန်းမှာ၎င်း စက်တမ16ရက်မှာရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်မှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြပြားစေဖို့ဆန္ဒပြလှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူရွှေပြည်သာမြို့နယ်အမှတ်၅ရပ်ကွက်နေသူတွေဖြစ်တဲ့ရဲသူရအောင်ကျော်ဝနချင်းဝင်ပြည်ထုံးတို့ကိုရွှေပြည်သာမြို့မှရဲစခန်းမှာလကောက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်မှာ ရေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြတ်ပြားစေဖို့စက်တမ၈ရက်မှာလှုံ့ဆော်ဆိုင်ရွက်တွေဖြန့်ကျဲခဲ့တဲ့အမျိုးသားလေးဦးနဲ့အမျိုးသမီး၂ဦးတို့ကိုစုံစမ်းနေဆဲဖြစ်ပြီး၎င်းတို့ကိုမဟာအောင်မြင်မြို့နယ်အမှတ်9ရဲစခန်းမှာ၎င်းအမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိရလို့သိရပါတယ်။အဲ့လိုပဲရေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြတ်ပြားစေဖို့စက်တမ၄ရက်မှာရေးသားခဲ့မှုနဲ့ခေတ်သစ်မီဒီယာ Telegram Channel တာဝန်ရှိသူကိုလည်းပြည်တော်စုနယ်မြေနေပြည်တော်စပူသီရီမြို့နယ်အမှတ်1မြို့မှရေစခန်းမှာအမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ မော်ပြေနယ်တန်ဖြူစည်ရဲမြို့နယ်နဲ့ရေးမြို့နယ်အကြားမှာစက်တမ10ရက်ကတထုံမြို့နယ်ပြည်သူ့ရှေ့ဆောင်ပါတီ Piper Pioneer Party PPP ဥက္ကဋ္ဌဒေါ်မြတီရာအပါလေးဦးကိုဖမ်းဆီးသွားသူတွေကိုစက်တမ17ရက်မှာတန်ဖြူစည်ရဲမြို့မှာရဲစခန်းမှာရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာခြင်းမှကာကွယ်ပေးရေးဥပဒေပေါ်မှ24ခါခွေနဲ့အမှုဖွင့်ပြီးတရားခဏ်တွေဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အလားတူဩဂုတ်29ရက်မှာ AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်ရင်းစဲကြီးရွာဖုန်ကြီးကျောင်းမှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေကမဲပေးဆက်ဆိုင်ရာအသိပညာပေးတာနဲ့လက်တွေ့စံသက်မဲပေးတာတွေဆောင်ရွက်နေစဉ်ဒရုန်းပုံတစ်လုံးနဲ့ပြစ်ချတိုက်ခိုက်ခဲ့တဲ့ AA အဖွဲ့နဲ့ PDF တွေကိုစက်တမ4ရက်မှာလေးမျက်နှာမြို့နယ် IW နယ်မြေရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါတယ်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့တောင်းကလာပါမြို့နယ်မှာအမျိုးသမီးတအူကို ဘေးရင်မုံသူတို့ကခြုံထက်တဲ့အရာနဲ့ထိုးပြီးထွက်ပြေးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။တောင်ကလာပါမြို့နယ်မှာအမျိုးသမီးတို့ကိုဘေးရင်မုံသူတို့ကခြုံထက်တဲ့အရာနဲ့ထိုးပြီးထွက်ပြေးသွားခဲ့တယ်လို့မြင့်တာသေးတာရေးစင်းအသင်းကကိုအောင်မြင့်မြတ်ကပြောပါတယ်။ဖြစ်စဉ်မှာစက်တဘာ23ရက်ည7:00နာရီခန့်ကတောင်ကလာပါမြို့နယ်၄ရက်ကွက်ပါရမီလမ်းပေါ်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီအမကသူ့ရင်ရှင်မှာမတ်တက်ရက်နေတာအဲ့ဒီအချိန်ဘေးရဲမောင်းတဲ့သူနဲ့နောက်တစ်ယောက်ကလိမ့်စာမိတယ်အဲ့ဒီအမကမသိဘူးလို့ပြောတဲ့အချိန်လှည်ဘင်းကိုထိုးပြီးထွက်ပြေးသွားတာဒါလို့လည်းပြောလို့မရဘူးတန်ရအပေါက်ကခက်သေးသေးပဲခံမန်းနာတော့စံထိုးပိုက်လိုမျိုးစကေပါလိုဟာမျိုးနဲ့ထိုးရလို့ယူဆရတယ်လှည်ဘင်းကိုဆိုတော့သွေးတော့တော်တော်ထွက်သွားတယ်ကျွန်တော်တို့လည်းသူ့ကိုသွေးတိတ်အောင်အရေးပေါ်ကုသပေးပြီးဆင်းရုံကိုပို့လိုက်တယ်စိုးရင်ရတဲ့အချိန်နေတော့မရှိဘူးလို့ကိုအောင်မြင့်မြတ်ကပြောပါတယ်ဒီလိုအထိုးခံရတဲ့အချိန်မှာအော်ဟစ်အကူကြီးတောင်းခံတာကြောင့် အနီးနားမှာရှိတဲ့မိုဘိုင်းဖုန်းဆိုင်ကလုံခြုံရေးတွေပဝင်းကျင်မှာနေသူတွေပြေးထွက်လာတဲ့အတွက်ဘေးရန်မောင်းသူနဲ့အတူတခြားတအုပ်ဟာထွက်ပြေးသွားခဲ့ကြောင်းဖြစ်စဉ်မှာဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးကိုမြောက်ကလာပါဈေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်တင်ငယ်ကျွမြို့နယ်မှာငွေကျပ်သိန်း2900ခန့်တန်မိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေဖန်ဆင်းရမိခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။တင်ငယ်ကျွမြို့နယ်မှာငွေကျပ်သိန်း2900ခန့်တန်မိုးရှိတဲ့ စိတ်ကြွရည်သူစေပြားတွေဖန်ဆင်းရမိခဲ့တယ်လို့မူရင့်စေဝါတာစီနေနီရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထုတ်ပြန်ချက်အရစက်တမ22ရက်မော်လဲ2နာရီကျော်မှာမူရင့်စေဝါတာစီနေနီရဲတပ်ဖွဲ့ဟာတရင်အရတပ်တွေတွေနဲ့အတူ တင်ကန်းကျုံမြို့နယ်အမှတ်29ရပ်ကွက်ပေါ်ဆန်းမွေးလမ်းမှာစောဝင်းခေါ်စိုးဝင်းမောင်းနေပြီးစော်မင်းသူလိုက်ပါလာတဲ့ Toyota Probox အမျိုးအစားမော်တော်ယာဉ်ကိုရက်တန့်စစ်ဆေးရှာဖွေခဲ့တယ်လို့သိရပါဗျ။အဲ့လိုရှာဖွေရာရင်မော်ကနေငွေကျပ်သိန်း2900ခန့်တက်မိုးရှိတဲ့စိတ်ကြွယူသူစေပြားသိန်း9000ပြားနဲ့အတူလက်ကင်ဖုန်းနှလုံးကိုတွေးရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ ခြေစင်နဲ့ပတ်သက်ပြီးဖန်ဆီးရမိသူတွေဖြစ်တဲ့စောဝင်းခေါ်စိုးဝင်းနဲ့စောမင်းသူတို့ကိုသူဝနနေမြင့်ရဲစခန်းမှာမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီးခွင်းဆက်တွေဖော်ထုတ်လျက်ရှိကြောင်းသိရပါတယ်။ယူကရိန်းဟာ၎င်းရဲ့ပိုင်နက်နေမြင့်အလုံးကိုရုရှားထံကနေပြန်ယူနိုင်တယ်လို့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသဘောထားပြောင်းလဲလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကယူကရိန်းဟာ၎င်းရဲ့နေမြေအားလုံးကိုရုရှားထံကနေပြန်လည်ရရှိနိုင်တယ်လို့စက်တမ23ရက်ကပြောကြားခဲ့ရာဒီလိုပြောကြားလိုက်တာဟာယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးနဲ့တွေ့ဆုံပြီးတဲ့နောက်စစ်ပွဲနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့အံ့အားသင့်စရာသဘောထားအမြင်ပြောင်းလဲမှုဖြစ်ခဲ့ပါတယ် EU နဲ့ NATO တို့ထံကနေငွေကြေးပံ့ပိုးမှုတွေနဲ့အတူယူကရိန်းအနိုင်ရနိုင်ကြောင်း Trump ရဲ့ပြောဆိုမှုဟာယူကရိန်းအနေနဲ့အိမ်နီးချင်းနိုင်ငံကြီးရုရှားကိုပိုင်တဲ့နေမျိုးတွေပေးရနိုင်တယ်လို့လာပေါင်းများစွာပြောဆိုခဲ့ပြီးတဲ့နောက်ထူးခြားတဲ့သဘောထားပြောင်းလဲမှုဖြစ်ပါတယ်။ Trump ရဲ့ပြောစကားတွေကိုအပြောင်းအလဲကြီးတရက်အဖြစ် Zelensky ကခြေကျူခဲ့ပါတယ်။ရုရှားကိုခက်ထိထိပြောဆိုခဲ့ရမှာ Trump က NATO မဟာမိတ်နိုင်ငံတွေရဲ့ဝင်ဟင်ပိုင်နက်တွေကိုချိုးဖောက်ဝင်ရောက်လာတဲ့ဘလို့ရုရှားတိုက်လေရင်ကိုမစိုးပြစ်ချဖို့လဲ NATO နိုင်ငံတွေကိုတောင်းဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့အကွင့်ကြီးနဲ့ယူကရိန်းဟာတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေပြီးယူကရိန်းဟာသူ့နယ်မြေအားလုံးကိုမူလပုံစံအတိုင်းပြန်ယူနိုင်မယ်လို့ထင်ပါတယ်လို့ကုလသမဂ္ဂမှာဇလန်စကီးနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ထရမ့်က True Social Post မှာဖော်ပြခဲ့ပါတယ်ယူကရိန်းဟာနိုင်ငံရဲ့မူလပုံစံကိုပြန်လည်ရယူနိုင်စွမ်းရှိနေတဲ့အပြင်ယူကရိန်းအနေနဲ့အိတ်ထမကတော့လုံးပြနိုင်တယ်လို့ထရမ့်ကဖြည့်ဆွတ်ဖော်ပြခဲ့တဲ့ဆိုပေမဲ့ ရည်ရွယ်ပြောဆိုခဲ့တဲ့ယူကရိန်းနောက်ထပ်လုပ်ပြနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုတော့ Trump ကအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ Trump ရဲ့အထက်ပါပြောစကားတွေဟာယူကရိန်းနဲ့ပတ်သက်ပြီးဇက်တိုက်သဘောထားပြောင်းလာတယ်ဆိုတာကိုသက်သေပြနေပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့2030ကမ္ဘာဖလားပြိုင်ပွဲကိုအသင်း64သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ဖို့ FIFA နဲ့တောင်အမေရိကတောင်ဝင်ရှိသူတွေဆွေးနွေးခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ ကမ္ဘာဘောလုံးအဖွဲ့ချုပ်နဲ့တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေဟာ2030ကမ္ဘာဖလားပြိုင်ပွဲကိုအသင်း64သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အင်္ဂါနေ့ကနယူးယောက်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ FIFA ဥက္ကဋ္ဌ Infantino နဲ့အတူတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Alejandro Dominguez ဥရုဂွေးနဲ့ Paraguay ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေပါဝင်ခဲ့တယ်လို့သိရပါဗျ။ 2030ကမ္ဘာဖလားပြိုင်ပွဲကိုမော်ရိုကိုပေါ်တူဂီနဲ့စပိန်တို့ကပိုရင်းအင်ရှင်အဖြစ်အဓိကလက်ခံကျင်းပမှာဖြစ်ပေမဲ့အာဂျင်တီးနား၊ပါရာဂွေးနဲ့ဥရုဂွေးနိုင်ငံတွေမှာလည်းတပွဲစီကျင်းပသွားမှာပါ။ဒါကြောင့်ကမ္ဘာဖလားပြိုင်ပွဲနှစ်တရာပြည့်အဖြစ်ကျင်းပမယ့်အဲ့ဒီပြိုင်ပွဲမှာအသင်းအရေးအတွက်တိုးမြင့်ဖို့တောင်အမေရိကတောင်ဝင်ရှိသူတွေကမလကလေးကအဆိုပြုခဲ့ပြီးအခု Infantino နဲ့ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပြုထားတဲ့အတိုင်းအသင်း64သင်းပြိုင်ပွဲအဖြစ်တိုးချဲ့ခဲ့မယ်ဆိုရင် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်လက်အောက်ကအသင်းဆယ်သင်းစလုံးပုံဝင်ရှင်ပြိုင်ခွင့်ရောက်ဝင်ရှိတယ်လို့သိရပါတယ်။စက်တမ25ရက်နေ့ညာရှင်းနိုင်ညာပိုင်းသတင်းတွေကိုထားရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရရှင်။တာယာအေးဂျင့်နဲ့ညာဂျန်လေးဖြစ်ပါစေ။